မြစီမပရိသတ်များလုံးမဲ့မင်္ဂလာပါမတ်လ၄ရက်နေ့ညခေါနာရီတမြစ်စီမပရိုင်တိုင်းမြစီမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရယ်ကျွန်တော်ဆိုင်ခံပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့တမောဆိုးမှာစစ်ရှောင်းအများစုခိုးလုံတဲ့နေရာကိုစစ်ကောင်စီဘုံကျဲတဲ့သတင်းရန်ကုန်တိုင်းအပါဝင်ဒေသ၅ခုအပူချိန်ပုံမှုမြင့်တက်လာနိုင်တဲ့သတင်းညကြီးနားနဲ့တီဘောမှာစွန့်ပစ်ခံရတဲ့အမျိုးသမီးရုပ်အလောင်း၄လောင်းတွေ့ရှိပြီးတရားခဏ်မမိသေးတဲ့အကြောင်းနဲ့ ကာဇာစစ်ပွဲအလွန်ကိစ္စအတွက်အာရတ်ထိတ်သည့်တန်တမန်တွေတကားပိတ်အစည်းအဝေးလုပ်တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒီမော့ဆိုမှာစစ်ရှောင်းအများစုခိုးလုံတဲ့နေရာကိုစစ်ကောင်စီဘုံကျဲတဲ့သတင်းနဲ့ဆက်လိုက်အောင်ပါ။ စေဘေးရှောင်အများစုခိုးလုံရဖြစ်တဲ့ကင်းနီပြည်ဒမွန်ဆုမြို့အနောက်ချမ်းချယ်ရီကုန်းစေးအနီးတစ်ဝိုက်ကိုစစ်ကောင်စီကဒီကနေ့မတ်လ၄ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးဒဏ်ရာရပြီးနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ကင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ INCC ကတရားပါတယ်။ စစ်ဆောင်80ရာခိုင်နှုန်းရှိတဲ့နေရာပါနေခင်းဘုံကျဲပြီးလက်နက်ကြီးနဲ့လဲဇက်တိုက်ထုနေတာအ ਨੇ ဆုံးအလုံး20ထက်မနည်းပဲတချို့တောင်ပေါ်မှာကြာပြီးတော့မှမီးလောင်တာတွေလည်းတွေ့ရတယ်လို့ IC အတွင်းရေးမှူးနဲ့ဥပညာခွန်အောင်ကပြောပါတယ် KNB တခုလုံးအတိုင်းတာနဲ့စစ်ပေးဆောင်3သိန်းကျော်ရှိပြီးဒမောဆုမြို့တခုထဲမှာ6000ကျော်ရှိတယ်လို့သိရပါတယ် ဒီကနေ့နေ့လယ်၁၂နာရီခန့်မှာလေရင်နဲ့၄ချိန်ဘုံရှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီးညနေ၃နာရီခွဲကံမှာလည်း drone နဲ့ဘုံသီးချတိုက်ခိုက်ခဲ့ရမှာအဲ့ဒီဈေးအနည်းတဝိုက်မိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။သမောဆိုးမျိုးဟာလက်ရှိမှာရေရှားပမှုဒဏ်ကိုကြုံတွေ့နေရတာကြောင့်မီးလောင်တဲ့နေရာကိုနှိမ့်သက်ဖို့အခက်အခဲတချို့ရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် စစ်ကောင်စီဟာဒမောဆိုးမြို့နယ်အပါအဝင်လွိုက်ကောဖဲခုံနဲ့မိုးပြဲမြို့နယ်တွေမှာလည်းစစ်ရေးပြစ်မှတ်မဟုတ်တဲ့အရတားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းဒရုန်းနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ဖေဖော်ဝါရီလအတွင်းအသက်၁၀နှစ်အရွယ်ကလေးနှစ်ဦးအပါအဝင်အရတား၅ဦးသေဆုံးက၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNY အမျိုးသားများကာကွယ်ရေးတပ် KNDF ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ထားခဲ့တာပါ။ ဒါပြင်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်မိုးပြဲမြို့နယ်မှာနေအိမ်60ကျော်စာတင်ကျောင်း၄ကျောင်းနဲ့ဘာသာရေးအဆောက်အဦ၄ခုမိလောင်ပျက်စီးခဲ့တယ်လို့တခြားမြို့နယ်တွေမှာလည်းနေအိမ်၈လုံး၊စေကန်တစ်ခု၊စာတင်ကျောင်း၁ကျောင်းနဲ့ဘုံကြီးကျောင်း၁ကျောင်းပျက်စီးခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရခင်ဗျာ။ရန်ကုန်တိုင်းအပါအဝင်ဒေသ၅ခုအပူချိန်ပုံမမြင့်တက်လာနိုင်တဲ့တဲ့တွင်နဲ့ဆက်ရအောင်ပါ ရန်ကုန်တိုင်းအပါဝင်တိုင်းနယ်ပြည်နယ်၅ခုမှာမတ်လပထမ၁ရက်တာကာလအတွင်းအပူချိန်ပုံမှန်ထက်ပိုနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကသတင်းထုတ်ပြန်ပါတယ်ရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့အေရီတိုင်းတွေမှာမတ်လ3ရက်နေ့ကနေမတ်လ9ရက်နေ့အတွင်းအပူချိန်ပုံမြင့်လာနိုင်တယ်လို့သတိပေးထားတာဖြစ်ပါတယ်။ မတ်လပထမ10ရက်အတွင်းမကွေးတိုင်းနေပြည်တော်ပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တင်းလာရီတိုင်းတွေမှာနေ့အပူချိန်တွေဟာ40ဒီဂရီစင်တီဂရိတ်အထက်မြင့်တက်နိုင်ကြောင်းမိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကသတိပေးထားပါရယ်။နေအောင်ကြီးတိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာအလုတ်လုတ်ကြရသူတွေတက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေရေတက်ဆုံးရှုံးမှုများပြီးအပူရှက်ခြင်း heat stroke ကိုခံစားရနိုင်တဲ့အတွက်သတိပြုဆင်ခြင်ကြဖို့လည်းဦးဝင်းနိုင်ကအတိပေးထားပါရယ်။ မတ်လ3ရက်နေ့ကနေမတ်လ6ရက်နေ့အတွင်းရာဒီဝတ္ထုအခြေအနေကတော့သခိုင်းတိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တွေမှာမနက်ပိုင်းမြူထူတွေကြာဆင်းနိုင်တယ်လို့ MOHA DM ကအတည်ပြုထားပါတယ်။နောက်နေ့အတွင်းသခိုင်းတိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်တွေမှာနေရာကွက်ကြားမိုးရွာနိုင်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မတ်လ4ရက်နေ့မနက်9နာရီမိုးလေဝသခန့်မှန်းချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ မြကြီးနားနဲ့တီဘောမှာစွန့်ပစ်ခံရတဲ့အမျိုးသမီးရုပ်အလောင်း၄လောင်းကိုတွေ့ရှိပြီးတရားခံမမိသေးတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။ကချင်ပြည်နယ်မြကြီးနားမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်တွေမှာစွန့်ပစ်ခံထားရတဲ့အမျိုးသမီးရုပ်အလောင်း၄ခုတွေ့ရှိပြီးဒေသတွင်းဥပဒေစိုးမိုးမှုအားနည်းတဲ့အတွက်လုံခြုံရေးစိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မတ်လ၄ရက်နေ့မနက်9:15မိနစ်အချိန်ကမြစ်ကြီးနားမြို့အင်ဂျန်တုံရက်ကွက်အထက်က6ကျောင်းရှိအမိုက်ပုံမှာပလတ်စတစ်အိတ်နဲ့ထုတ်ထားတဲ့အမျိုးသမီးတူရဲ့ရုပ်အလောင်းကိုဒေသခံတွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးဟာအသက်45နှစ်အရွယ်ခန့်ရှိပြီးခြေထောက်မှာဆိုင်ကယ်ကျိုးနဲ့ခြေနှောင်ခံထားရတယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့ဒေသခံတူကပြောပါရယ်။ ရုပ်လောင်းတွေ့ရှိကြောင်းအကြောင်းကြားတဲ့အတွက်လူမှုကွန်ရက်အဖွဲ့တွေကတွားရောက်တဲဆောင်ခဲ့ပြီးရင်ခွဲရုံမှာထုတ်ဖြေကြည့်တဲ့အခါရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့တိတ်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါဗျ။တေဆုံးသူနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုမသိရသေးသလိုတရားခဏ်လဲဖမ်းဆီးရမိခြင်းမရှိသေးဘဲရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေစေဖြစ်တယ်လို့လူမှုကွန်ရက်အတင်းတာဝန်ရှိသူတို့ကပြောပါရယ်။ ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်နားမခေါ်ကြီးရွာမှာလည်းတပ်ဖြတ်ခံရပြီးအလောင်းစုပြစ်ခံထားရတဲ့ဆယ်ကျော်တက်ရွယ်အမျိုးသမီး၃ဦးရဲ့ရုပ်အလောင်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့မှာဒေသခံတွေကတွေ့ရှိခဲ့ပါတယ်။အသက်15နှစ်ကနေ18နှစ်ဝန်းကျင်အရွယ်အမျိုးသမီး၃ဦးတပ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးကိုကန့်တက် MMDA တပ်ဖွဲ့ဝင်တချို့နဲ့ကြီးရွာလူကြီးတွေကမိရှုတချို့ပေးခဲ့တယ်လို့ဒေသခံတူကပြောပါတယ်။ ဒီဘုံမျိုးကိုတောင်အောင်မျိုးသားလွမြောက်ရေးတက်မတော် TLL ကထိန်းချုပ်ထားပေမဲ့နားမခေါ်ကြေးရွာတည်ရှိတဲ့တီဘောမိုင်းရဲ့လမ်းပိုင်းအပါအဝင်တီဘောနက်လန်ကားလမ်းပိုင်းတွေမှာ MMDA ကထိန်းချုပ်ထားတယ်လို့ဒေတာတွင်းသတင်းမြစ်တွေစီကသိရပါဗျ။ဒါပြင်ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA လည်းလှုပ်ရှားသွားလာနေတဲ့နေရာဖြစ်တယ်လို့ဒေတာကန်တချို့ကဆိုပါတယ်။ အဲ့ဒီအမျိုးသမီးရုပ်လောင်း၃လောင်းဟာဘယ်သူဘဝဖြစ်ကြောင်းမသိရသေးသလိုသက်ဆိုင်ရာအာဏာပိုင်တွေကလည်းစုံစမ်းဖော်ထုတ်တာမရှိဘူးလို့ဒေတာကန်တွေကပြောပါရယ်ဒေတာတွင်းမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေ KTB တွေမှာလာရောက်လှုပ်လှိုက်နေတဲ့တခြားဒေတာကအမျိုးသမီးတွေဖြစ်နိုင်တယ်လို့ဒေတာကန်တွေကလည်းသုံးသပ်နေကြပါရယ်အဲ့ဒီဖြစ်စဉ်လေးနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့ MMDA နဲ့ SSPP တာဝန်ရှိသူတွေစီဆက်သွယ်ပေမဲ့အဆက်အသွယ်မရရှိသေးပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြကြီးနားမြို့မှာလည်းလူရက်မှုတွေပုံမှုများပြားလာသလိုတော်လင်းအင်အားစုတွေ ထိန်းချုပ်ထားတဲ့တီဘောမြို့နယ်မှာလည်းခိုးမှုနဲ့လူရက်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောကြားထားကြပါဗျာ။မြိုင်းမှာလေကြောင်းတိုက်ခိုက်မှု၈ရက်အတွင်းဒေသခံ26ဦးသေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ မကွေးတိုင်းမြိုင်မြို့နယ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ကဒီကနေ့မနက်ပိုင်းမှာလေကြောင်းကနေထပ်မံတိုက်ခိုက်တာကြောင့်ဒေသခံအုပ်တန်ရာရခဲ့ပြီးဖေဖော်ဝါရီလ25ရက်နောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေမှာအရသာ26ဦးသေဆုံးပြီး40ဦးထပ်မံတန်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ မြိုင်မြို့နယ်စင်စိန်ကျေးရွာဘုံကြီးကျောင်းကိုဒီကနေ့မတ်လ၄ရက်မနက်9:50မိနစ်မှာ Jet Fighter နဲ့ပေါင်900ဘုံ၃လုံးကျဲချပြီးအမျိုးသား၂ဦးဒဏ်ရာပြင်းထန်ရရှိသွားခဲ့တယ်လို့အညာမြေတပ်ပေါင်းစုအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။နှစ်ဦးစလုံးစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့အညာမြေတပ်ပေါင်းစုအဖွဲ့တာဝန်ရှိသူတူကပြောပါတယ်။တိုက်ခိုက်မှုကြောင့်ဖုံးတော်ကြီးចောင်းဆောင်နဲ့ចောင်းတုံးကားချို့ပျက်စီးပြီးဖះရစီတီတို့ချို့ပြိုကျမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ စင်စိန်ကြီးရွာဟာဖေဖော်ဝါရီလ25ရက်နေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ကြောက်ခွက်ရေနံမုံနဲ့ခုနမိုင်ခန့်အကွာမှာရှိပြီးစစ်ကောင်စီတပ်ဟာအရသာပြစ်မှတ်တွေကိုဦးတည်ပြီးလေကြောင်းတိုက်ခိုက်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်ဖေဖော်ဝါရီလ25ရက်နေ့ကကြောက်ခွက်ရေနံမုံရှိတဲ့စုံကုန်းကြီးရွာကမင်္ဂလာဆောင်ကိုစစ်ကောင်စီတပ်လေကြောင်းကနေတိုက်ခိုက်ရမှာဒေသခံ17ဦးသေဆုံးပြီး20ဦးထပ်မံတဲ့ဒဏ်ရာရခဲ့ပါရယ် ်မက်ရှလာ၃ရက်နေ့ကလည်းမြိုင်မြို့နယ်လက်ပံတိုရေနံမော်နဲ့အနီးတစ်ဝိုက်ကကြေးရွာတွေကို၈ချိန်ထက်မနည်း၄ချောင်းကနေဘုံကျဲတိုက်ခိုက်ရမှာဒေသခံ15ဦးသေဆုံးပြီး20ဦးကဒဏ်ရာရရှိခဲ့တယ်လို့အညာမြေတပ်ပေါင်းစုအဖွဲ့ကထုတ်ပြန်ထားပါတယ်။ အဲ့ဒါကြောင့်မြိုင်မြို့နယ်အတွင်းဖေဖော်ဝါရီလ25ရက်မတ်လ3ရက်နေ့ဒီကနေ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာ26ဦးသေဆုံးပြီး40ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကာဖာနဲ့အညာမြေတပ်ပေါင်းစုဖွဲ့တို့ကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာဒေသခံတွေကတူးဖော်နေတဲ့ရေနံတူးလုပ်ငန်းတွေရပ်တန့်ထားရတယ်လို့သိရပါတယ်။ လေချောင်းအန္တရာယ်ကြောင့်ဘုံခိုခြင်းတွေတူးကြဖို့ဒေတာတွင်းကိုဝင်ရောက်လာသူတွေကိုစစ်စစ်ဖို့နဲ့တော်လိုင်းအဖွဲ့အစည်းတွေဆက်သွယ်ရေးအတွက်တုံးတဲ့ဆက်သွယ်ရေးလိုင်းတွေကလွဲလို့ကြံလိုင်းတွေပိတ်ပင်ထားကြဖို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမတ်လ3ရက်နေ့မှာသတင်းထုတ်ပြန်ထားပါရခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ဂါဇာစစ်ပွဲအလွန်ကိစ္စအတွက်အရက်ထိတ်သည့်တန်တမန်တွေတကားပိတ်အစည်းအဝေးလုပ်တဲ့တဲ့ရင်ကိုမြစည်းမဝိုင်းတို့သူမက်ရွှေနယ်ကတင်ဆက်ပေးပါပါ အာရဗ်လိထိပ်သည့်အစည်းအဝေးမတိုင်ခင်အာရဗ်နိုင်ငံသား၏ဝန်ကြီးတွေရဲ့တကားပိတ်အစည်းအဝေးကိုကိုင်ရိုမှာတနင်္လာနေ့ကကျင်းပခဲ့ပါတယ်။ဒီထိပ်သည့်အစည်းအဝေးကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အဆိုပြုတင်ပြချက်ဖြစ်တဲ့ဂါဇာကိုလွှဲပြောင်းရယူပြီးနေထိုင်နေသူတွေကိုနှင်ထုတ်မဲ့အစီအစဉ်ကိုတံပြန်မှုအတွက်အစီအစဉ်ချမှတ်ဖို့ရည်ရွယ်ပြုလုပ်မှာဖြစ်ပါတယ်။စစ်တောင်ပြစီနေတဲ့ဒေတာနဲ့အဲ့ဒီမှာနေထိုင်သူလူပေါင်းနှစ်သက်သမားလေးတန်းကိုရွှေ့ပြောင်းစေရမလို့ပဲပြန်လည်တည်ဆောက်မဲ့ RF တို့ရဲ့အစီအစဉ်ကိုဖို့ပြုပြီးနိုင်ငံသားဝ ဝန်ကြီးတွေကပြင်ဆင်ရင်းနဲ့ညှိနှိုင်းရေးအစီအဝေးပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ RFP သတင်းရင်းမြစ်တစ်ခုကအမည်မဖော်ပြဘဲ AFP သတင်းဌာနကိုပြောပါရယ်ဒီအစီအဝေးကိုသတင်းဌာနတွေလာရောက်ခွင့်မပြုဘူးလို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါရယ်အခုဆွေးနွေးရရှိတဲ့အစီအစဉ်ကိုအင်္ဂါနေ့မှာကျင်းပပြုလုပ်မယ်။အရကွန်ဆောင်များအစီအဝေးမှာအတည်ပြုချက်ရယူဖို့တင်ပြသွားမှာဖြစ်တယ်လို့လည်းသတင်းရင်းမြစ်ကဆက်လက်ပြောဆိုသွားပါရယ်။ဒီအစီအဝေးမတိုင်မီမှာအီဂျစ်နိုင်ငံခြားရေးဝန်ကြီးဘာတာအက်ဒဲလာတီက ဂျော်ဒန်ဘာရိန်တူနီးရှားအီရတ်ယီမန်တို့ကနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တီးတန့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီအစည်းအဝေးတွေမှာပါပါလက်စတိုင်းထိပ်တန်းတန်တမန်လည်းတက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးတွေမှာအစ်ဂျစ်ဝင်ကြီးအက်ဒယ်လာဒီကပါလက်စတိုင်းလူမျိုးတွေကိုရွှေ့ပြောင်းစေရမလို့ပဲအစောပိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုရှေ့ဆက်ပြုလုပ်ကြဖို့တောင်းဆိုသွားတယ်လို့အစ်ဂျစ်နိုင်ငံသားဝင်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂါဇာကမ်းမြောင်ဒေသကိုလွှဲပြောင်းရယူပြီးအရှေ့အလယ်ပိုင်းရဲ့အပန်းဖြေပင်လယ်ကမ်းခြေဒေသအဖြစ်ပြောင်းလဲပြစ်မယ်လို့ထရမ့်ကအဆိုပြုခဲ့တာကြောင့်တက္ကမလုံးကဒေါသထွက်ခဲ့ရပါတယ်။သူ့အစီအစဉ်အရအဲ့ဒီဒေသကပါလက်စတိုင်းလူမျိုးတွေကိုအစ်ဂျစ်နဲ့ဂျော်ဒန်နိုင်ငံတို့ကိုရွှေ့ပြောင်းနေထိုင်စေမှာဖြစ်ပါတယ်။ ဒီစီဇန်ကြောင်းဒါကိုဆန့်ကျင်ကြတဲ့အာရပ်နိုင်ငံတွေကြောင်းစူးစီးညှိညွတ်သွားကြပါရဲ့ရှင်အစိုးရအဖွဲ့ကိုအကြီးအကျယ်ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ကွန်ဂရက်လွှတ်တော်ကို အမေရိကန်သမ္မတထရန့်တိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အမေရိကန်သမ္မတကအစိုးရနဲ့ပတ်သက်တဲ့သူ့အမြင်ကိုအင်္ဂါနေ့မှာတင်ပြမှာဖြစ်ပါတယ်။ ီတော်စုအစိုးရအဖွဲ့ကိုအကြီးအကျယ်ပြန်လည်ပုံဖော်ပြောင်းလဲနေခြင်းနဲ့နိုင်ငံခြားရေးမူဝါဒကိုပြန်လည်တတ်မှတ်နေခြင်းကြောင့်တတိုင်းပြည်လုံးဝုံတုံကဖြစ်နေတာပါအခုကွန်ကရစ်လွှတ်တော်မှာပြောကြားမဲ့မိန့်ခွန်းဟာသူ့တမ္မရပြန်ဖြစ်လာပြီးနောက်ပိုင်းပထမဆုံးဖြစ်ပါမယ် ကွန်ကရစ်လွှတ်တော်မှည9နာရီဗိုလ်တော်နှင့်ဂရင်းနစ်စံတော်ချိန်မနက်9နာရီမှာသူပြောကြမယ်မိန်ကွန်းဟာသူတမရအဖြစ်ကြမ်းကျင်ပြီး6ပတ်အတွင်းနဲ့သူ့ကိုထောက်ခံသူတွေသူ2020ရွေးကောက်ပွဲမှာရှုံးနေပြီးလွှတ်တော်ကို ဝင်စီးပြီး၄နှစ်အကြာမှာပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။မနက်ဖြန်မှာအကြီးကြီးတကူဖြစ်ပါလိမ့်မယ်။ကျွန်တော်ဒီလိုပဲပြောချင်ပါတယ်လို့သူက Truth Social Media မှာကတိပြုပြောကြားခဲ့ပါတယ်။ ူတမရတာဝန်ယူပြီးပထမ43ရက်အတွင်းသူထုတ်ပြန်ခဲ့တဲ့အုပ်ချုပ်ရေးအမိန့်တတိယဆန်းကြီးကိုဒီမိန်ကွန်းမှာ Republican တမရကြီးကအမွန်တင်ပြောကြားလိုက်မယ်လို့မျှော်လင့်ရပါတယ်။ဒီမိန့်တွေဟာကျန်တဲ့တန်1419ရက်အတွက်လမ်းညွှန်မှုတွေဖြစ်ပါတယ်။ဒီမိန့်တွေဟာကျန်တဲ့တန်1419ရက်အတွက်လမ်းညွှန်မှုတွေဖြစ်ပါတယ်။ တမရရဲ့အမေရိကန်ပြန်လည်ကြီးမြတ်ရေးအစီအစဉ်အတွက်ထရန့်နဲ့သူ့ရဲ့အကြံပေးဘီလီယံနာတတိကြီးအီလွန်မတ်စ်တို့ကအလင်းအမြန်ကောင်းထည်ဖော်ဖို့သူတို့ရဲ့ရည်ရွယ်ချက်တွေကိုထုတ်ဖော်ပြသခဲ့ကြပါတယ်။သူ့ရဲ့အခွင့်အာဏာဟာဖွဲ့စည်းပုံဥပဒေပါအကန့်အသတ်တွေကိုကျော်လွန်နေပြီးမဟာမိတ်တွေနဲ့ဆက်ဆံရေးတင်းမာမှုတွေရှိလာနေပေမဲ့သူတို့ကဒီအစီအစဉ်ကိုဆက်လုပ်တော့မှာဖြစ်ပါတယ်။သူတမရတာဝန်ဆယူပြီးကြတဲ့ကပြည်တော်စုအေဂျင်စီတွေကိုတပတ်သက်ဖြတ်သိမ်းတာတွေထရန်ကလုပ်ခဲ့ပါတယ်။ အစိုးရဝန်ထမ်းထောင်ပေါင်းများစွာကိုအလောက်ကထုတ်ပစ်ခဲ့ပြီးအထောက်ထားမဲ့ရွှေပြောင်းဝင်ရောက်သူတွေကိုကျူးပါမှရှိတဲ့ဂွာဒါနာမိုပင်လယ်အော်ထိန်းသိမ်းရေးစခန်းမှာချုပ်နှောင်တာတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကို တင်ပြပေးပါမယ်။ဒါတွေကတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကို6.7ဒေါ်လာ2100ကျပ် ပြင်ပပေါက်စီ4360ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတက်မှတ်စေ1555ဒသမ38ကျပ်ပြင်ပပေါက်စီ3338ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတက်မှတ်စေ2182ဒသမ64ကျပ်ပြင်ပပေါက်စီ4936ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတက်မှတ်စေ61ဒသမ20ကျပ်ပြင်ပပေါက်စီ132ဒသမ 3လေးကျန်မလေးရှားတမင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ480ဒသမ22ကျန်ပြင်ပပေါ့စေ1002ကျန်ပေါ့စေရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးညပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တယ်အသင်းတတ်မှတ်စေ54သိန်း5000ကျန်ပြင်ပပေါ့စေ65သိန်း8000ကျန်စကားပဲတစ်ချက်သားကိုရွှေကုန်တယ်အသင်းတတ်မှတ်စေ53သိန်း 9385ကျပ်ပြင်ပပေါက်စီ63,900ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်တလီတာကို2960ကျပ်ပရီမီယံဒီဇယ်တလီတာကို3410ကျပ်အောက်တိန်92တလီတာကို3230ကျပ် အောက်တိတ်95ဒီတာကို3280ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဆက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရအစားအစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စီ6905ကျပ်ပြင်ပပေါက်ဈေး11000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။ဒါမျိုးစိမပရိုင်တိုင်းမျိုးစိမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေခင်ဗျာ။